မင်္ဂလာပါရှင်ရန်ကုန်ကတဲ့ချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အခုတကောင်မှာတော့အာဆီယံဘုံသဘောတူညီချက်၅ချက်အကောင့်တွေပေါ်ရပြတ်ကွက်နေမှုကြောင့်မြန်မာစစ်ကောင်စားတွေကိုအာဆီယံထိပ်သီးနဲ့ဆက်ဆက်စည်းဝေးတဲ့တရားခွင်ဇာတ်လပ်ပိပင်ရွေးကောက်ပွဲမကျင်းပမိအကြံဖတ်မှုတွေရပ်တန့်နဲ့အားလုံးပါဝင်တဲ့တွဲဆောင်ညီနိုင်လှုပ်ဆောင်မယ်လို့အာဆီယံကတရိပ်ပင်မြန်မာဂျန်ဖတ်စစ်တပ်နေပြအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုကောင်တန်ပေါ်ပြတ်ကွက်နေတဲ့အတွက် မြန်မာစစ်ကောင်စောင်းနေရောအာဆီယံထိပ်သီးဇီဝေနဲ့ဆက်ဆက်ဇီဝေတွေတရားခွင်ဆက်လက်ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံသားဝင်ကြီးများဇီဝေကဆုံးဖြတ်ချက်ကြေညာထုတ်ပြန်လိုက်ပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာအော်တိုဘာလ26ရက်နေ့အာဆီယံနိုင်ငံသားဝင်ကြီးများဇီဝေပြီးအချက်28ချက်ပါမြန်မာရင်းဆွေးနွေးချက်ကြေညာစာတမ်းပေါ်အထုတ်ပြန်ခဲ့ပြီးရင်းကြေညာချက်မှာအဓိကအချက်များအနေဖြင့်မြန်မာစစ်တပ်ကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအရေးပါရှိတဲ့အကောင့်အထက်ဖို့တိုးတက်မှုတွေမလုံဆောင်သေးရင်အာဆီယံထိပ်သီးဇီဝေနဲ့ နောက်ဆက်တွဲဆက်ဆက်အစည်းအဝေးမှာမြန်မာစစ်ကောင်စားနဲ့တရားခွင်မပြုဘဲနိုင်ငံရေးအကူအစားမပြုသူကိုသာတရားခွင်ပြုမည်ဖြစ်ကြောင်းသိရတယ်။ထို့ပြင်အာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးရဲ့ကြေညာချက်မှာရွေးကောက်ပွဲတွေမကျင်းပမီနိုင်ငံရေးချက်တဲကိုဖြစ်ရှင်ဘုံသဘောတူညီချက်ကားချက်ကိုအကောင်အထည်ဖော်ပြီးအကြမ်းဖက်မှုတွေကိုချက်ချင်းရတဲ့အမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာတယ်။ မြန်မာနိုင်ငံမှာကြမ်းဖက်မှုတွေကိုလျှော့ချနိုင်တဲ့ရဲသားတွေနဲ့ရဲဘက်အခြေခံဆောင်တွေကိုပြစ်မှတ်တာတိုက်ခိုက်မှုတွေကိုရပ်တန့်ယုံကြည်မှုတည်ဆောက်ရေးကြိုးပမ်းမှုတွေကိုမြင့်တင်အတိုက်တွန်းပါတယ်။ရွေးကောက်ပွဲတွေမတိုင်မီကြမ်းဖက်မှုတွေရပ်တန့်ခြင်းနဲ့အားလုံးပေါင်းတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပမယ်လို့အလေးပေးပြောကြားလိုတယ်လို့အာဆီယံနိုင်ငံကြားရေးဝန်ကြီးများရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ မြန်မာစစ်တပ်ကလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပအစီအစဉ်တွေမှုနဲ့လေးလာဆောင်ကျင်းဖွဲ့တွေကိုစိန်ခေါ်မှုနဲ့ဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီးရွေးကောက်ပွဲကလွတ်လပ်မြတ်တာငြိမ်းချမ်းပွင့်လင်းမြင်သာပြီးအားလုံးပါဝင်တဲ့ယုံကြည်စိတ်ချတဲ့ရွေးကောက်ပွဲဖြစ်မှာဖြစ်ကြောင်းအာဆီယံကထုတ်ပြန်ကြေညာတယ်။မြန်မာနိုင်ငံအခြေအနေကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့လူကုန်ကူးမှုမှုရစေဝါမှောက်ကိုရောင်းဝယ်မှုနေရဲဆွန့်ခွာမှုစိုက်ပါချိန်ချောင်းမှုတွေနဲ့အွန်လိုင်းလိမ်လည်မှုတွေပါဝင်ပလိပခါမှာပေါ်ပေါက်တဲ့နိုင်ငံဖြတ်ကျော်ရာဇဝင်မှုတွေကိုအကင်တွဲဖြစ်ရှင်အားလုံးပူးပေါင်းဆောင်ရွက်သဘောတူညီခဲ့ကြောင်းသိရတယ်။ အာဆီယံကမြန်မာနိုင်ငံပြည်သူများငြိမ်းချမ်းရေးတည်ငြိမ်တဲ့ဒီမိုကရေစီရရှိအတွက်ကုညီရန်ကုလသမဂ္ဂနိုင်ငံတကာတို့နဲ့လက်တွဲဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ပြီးအနာဂတ်စီဝေးတွေမှာတိုးတက်မှုကိုပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးဂျပန်ပါတီကရွေးကောက်ပွဲတွင်မကျင်းပသေးဘဲလွှတ်တော်မှ28နှစ်နေရာမပြိုင်ဘဲအနာရရှိအနာရဂျပန်ပါတီရဲ့လွှတ်တော်မှတေလုံကျွဲထုတ်ခွင့်ဆိုင်ညွှန်ကြားဂျပန်စစ်တပ်လက်အောက်ကဂျပန်ပါတီကရွေးကောက်ပွဲတွင်မကျင်းပရသေးတော့လဲလွှတ်တော်မှ28နှစ်နေရာကိုမပြိုင်ဘဲအနာရရှိသွားပြီဖြစ်ကြောင်းကြံခိုင်ပါတီသတင်းမြစ်ကပြောတယ်။ လာမယ့်ရွေးကောက်ပွဲမှာကျန်းဖို့ပါတီကအမတ်လောင်းရေအတွက်1038ဦးရှောက်လာတင်သိမြအများဆုံးရှင်ပြိုင်ပြေရမဲဆန္ဒနဲ့28ခုမှာကျန်းဖို့ပါတီနဲ့ရှင်ပြိုင်မှာအမတ်လောင်းမရှိတဲ့အတွက်အလိုလျောက်ကျန်းဖို့ပါတီကနေကိုယ်စားလှယ်လောင်းတွေကအနိုင်ရရှိသွားခြင်းဖြစ်ပါတယ်။ ရှင်ပြိုင်မဲ့သူမရှိပဲပြည်ခိုင်မျိုးကအနိုင်ရရှာစုစုပေါင်း28နေရာရှိပါတယ်ပြည်သူ့လွတ်တော်73နေရာတိုင်းဒေသကြီးလွတ်တော်73နေရာနဲ့တိုင်းဒေသရဲ့အဝင်ကြီး2နေရာကိုအနိုင်ရရှိထားတာဒီမဲဆန္ဒနယ်မှာပြည်ခိုင်မျိုးကကိုယ်စားလှယ်တွေပဲအမတ်လောင်းဖြစ်စည်ရင်တင်သွင်းထားလို့အလိုလျောက်အနိုင်ရရှိတာပါအနာရထားတဲ့အမတ်တွေအားလုံးမိမိလုံချိုဤတတိထားဖို့နဲ့နည်းမြေစိတ်မချရရင်နေပြီးတော့ကိုလောင်းနေထိုင်ဖို့တတိပေးထားရလဲရှင်လို့ချမ်းခါရီပါတီတရင်မြေကရှင်ပြရတယ်။ချမ်းဖတ်ပါတီကအလိုလျောက်ပြိုင်ပတ်မရှိဘဲအနာရရှိသွားတဲ့မဲဆန္ဒနယ်တွေမှာရွှေကူမြို့နယ်မန်စီမြို့နယ် နောင်မွန်မြို့နယ်၊မင်းကင်းမြို့နယ်၊ကောင်းလင်းမြို့နယ်၊တမူးမြို့နယ်၊ဘုဒ္ဓလင်မြို့နယ်၊မော်လိုက်မြို့နယ်၊ကဏီမြို့နယ်၊ဝမ်းသူမြို့နယ်၊စာလင်းချင်းမြို့နယ်၊ရေဦးမြို့နယ်၊ရေဖြူမြို့နယ်၊လောင်းလုံးမြို့နယ်၊တရချောင်းမြို့နယ်၊ဖင်ခုံမြို့နယ်နဲ့မမန်းမြို့နယ်၊မိုးနယ်မြို့နယ်နဲ့ကြောင်မဲမြို့နယ်ပါဝင်ကြောင်းသိရပါတယ်။စစ်တပ်ရွေးကောက်ပွဲဥပဒေအခန်းကိုပုံမှန်၄၁ကကြီးရမဲဆန္ဒနဲ့တခုမှကိုယ်စားလှယ်လောက်တဟုတ်တာရှိလျင်ရွေးကောက်ပွဲကျင်းပကြမလို့ပဲအဆိုပါကိုယ်စားလှယ်လောက်တွေကိုပင်အနိုင်ရကိုယ်စားလှယ်ဖြစ်ကျင်းပပြီးဖြစ်ကြောင်းသိရတယ်။ စစ်တပ်ကဒီဇင်ဘာ28ရက်နေ့ပြုလုပ်မဲ့ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ50ကျော်မှကိုယ်စားလှယ်လောင်း9000ကျော်ပါဝင်ရှင်ပြိုင်ကြမည်ဖြစ်ပြီးစစ်ဖွဲ့ပါတီကအများဆုံးဖြစ်ကြောင်းသိရပါတယ်။စစ်ဖွဲ့ပါတီကပြည်သူ့လွှတ်တော်မှာအမတ်လောင်း165ဦး၊အမျိုးသားလွှတ်တော်မှာအမတ်လောင်း156ဦး၊တိုင်းပြည်နယ်လွှတ်တော်မှာအမတ်လောင်း969ဦး၊တိုင်းဒေသလူမျိုးစုလွှတ်တော်မှာ28ဦးစုစုပေါင်းအမတ်လောင်း1018ဦးပါဝင်ဖြစ်ပါတယ်။ စစ်တပ်အတွေ့အကြုံရကောက်ပွဲမှာနိုင်ငံတော်ရှင်ပြိုင်မဲ့ပါတီ6ပါတီနဲ့တိုင်းဒေသကြီးပြင်းတဲ့တခုတည်းအတွင်းစီယုံနိုင်မဲ့နိုင်ငံရေးပါတီ52ပါ52ခုနဲ့တတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းနေပါကြတည်ရတယ်စစ်တပ်အတွေ့အကြုံရကောက်ပွဲမှာတိုင်းဒေသစီလုံးညီညွတ်ရေးပါတီ ကိုစလေလောင်694ဦးတသက်ခံပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးကကိုစလေလောင်692ဦးရှမ်းနယ်တိုင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီကကိုစလေလောင်984ဦးကိုကိုကြီးရဲ့ပြည်သူ့ပါတီကကိုစလေလောင်92ဦးတောင်သူလက်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုစလေလောင်428ဦးတိုင်းပြည်နယ်မှာရှင်ပြိုင်မဲ့ဒေသဆိုင်နိုင်ငံရေးပါတီ52ပါတီကကိုစလေလောင်960ဦးနဲ့ကတိပုဂ္ဂလကိုစလေလောင်95ဦးပါဝင်ရှင်ပြိုင်ရမည်ဖြစ်ကြောင်းသိရတယ် ဆလပင်စားလင်းချင်းမြို့နယ်ရေခါရွာကိုစစ်တပ်ကစစ်တပ်လေဒီနဲ့ပုံနေစဲချမှုနေများပြန့်စင်တရားဝန်ပေါင်းကမ္ပဏီမှတန်ဆွဲထားတဲ့စစ်တပ်ကအောင်ချမ်းစီကြာကုန်ရောက်စင်နေပြည်သူတွေထွက်ပြေးအောင်စကိုင်းနိုင်စားလင်းချင်းမြို့နယ်ရေခါရွာကိုစစ်တပ်ကစစ်တပ်လေဒီနဲ့ပုံနေစဲချခဲ့ပြီးနေများပြန့်စင်သွားကြောင်းဒေသပြည်သူတွေကပြောပါတယ်အော်တိုဘာလ26ရက်နေ့ညနေပိုင်းကြက်ဖက်စစ်တပ်ကစစ်တပ်လေဒီနဲ့တမန်ကြား PDF ဖွဲ့ကောင်စာကိုမဲကြီးအိမ်နဲ့ဖဝင်းကျင်ကိုပုံရှင်လုံးတင်ချခဲ့ခြင်းဖြစ်ပြီးကိုမဲကြီးအိမ်နဲ့အင်းရှင်နေတို့ပြည်စီခဲ့ကြောင်းသိရတယ် လူတွေကမထိဘူးအရင်နှလုံးပဲထိသွားတယ်စက်တက်လေးနှစင်းနဲ့ပုံးရှင်လုံးကျဲချသွားတယ်ထို့ပြင်ဝမ်ပေါင်ကုမ္ပဏီမှာတက်ဆွဲထားတဲ့ဂျပန်စစ်တပ်ကအော်တိုဘလ26နှစ်အောင်ချမ်းစီရွာတဲ့ကိုဝင်ရောက်စီးနင်းခဲ့တဲ့အတွက်အနည်းနာကြရမှာပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေကြတဲ့ဒေသပြည်သူတွေကပြောပါတယ် ဝမ်ပေါင်ကမ္ပဏီတွင်တက်ဆွဲထားတဲ့ဂျပန်စစ်တပ်ကအောင်ဆန်းစီရွာညောင်ပင်ကြီးလျက်စစ်ရုံရောက်ခဲ့ခြင်းဖြစ်ပါတယ်။ဝမ်ပေါင်ကနေထွက်ပြီးအောင်ဆန်းစီကိုဝင်မွေတာပြီးညောင်ပင်ကြီးလျက်စစ်လုံးလည်းဝင်နေတခြားရွာတွေမဝင်သွားဘူး။အနီးနားရွာတွေကဝင်မှဆိုရင်ပြီးပြေးကြရတယ်လို့ဒေသပြည်တွေကပြောတယ်။လက်တလောစားလင်းကြီးမြို့နယ်တွင်စစ်တပ်ကမြေပြင်စစ်ကြောင်းတွေထိုးနေပြီးအထူးသဖြင့်တဲဝမ်ပေါင်ကမ္ပဏီကိုအခြေပြုပြီးပတ်ဝန်းကျင်ကြားတွေကိုနေမြင့်ရှင်းလင်းမှုအမြင့်တက်ပြီးဝင်ရောက်စီနေမှုတွေလက်နက်ကျင်းတဲ့ပြစ်ခတ်မှုတွေပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်မှုတွေလုပ်ဆောင်နေကြောင်းဒေသပြည်တွေကပြောပါတယ်။ ဆက်လက်ပြီးပြည်သူတွေရဲ့ပြင်းထန်တဲ့ဝေဖန်မှုခံနေရတဲ့စစ်ကောင်စီဘက်တော်သားအမှုပညာရှင်နဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်မြန်မာပြည်နာမည်ကြီးမင်းသားရဲ့ပောင်းတရုပ်ဆောင်တဲ့ဇက်ကပေါ်တော်လိုင်းတိုင်းသားအတိုင်းဝိုင်းပါဝင်ပြည်သူတွေဝေဖန်တဲ့နေစုညံနေပါတယ်။ဘုံထောင်တာတော်လိုင်းမဟုတ်ဘူးတဲ့အိန္ဒိမီရှူရာကနေမြင်ရှင်းလင်းရေးလင်းရင်နဲ့ပြည်သူတွေကလေးတွေပါမကြံဖုံးကျဲကစစ်စင်ရေးကိုလည်းအောင်မမလို့စနေသူတွေကိုဖမ်းမိထောင်ချကိုမကောင်းလို့မကောင်းဘူးပြောသူတွေကိုဖမ်းဆီးဖြောက်ဖြက်တာကနိုင်ငံရေးစိတ်ရှုံးနေလို့လူငယ်တွေပေါ်ကို ပေါ်တာဆွဲတာကတက်မတော်ပေါ်လေလို့ Revolution Fund War IFW page ကမြေပြင်ချင်းနေတဲ့ကွာဟနေအကြောင်းထောက်ပြတယ်။ဒီဇက်ကစစ်ကောင်စီရွေးကောက်ပွဲအတွက်တင်မဟုတ်ဘဲပြည်သူဘက်တော်သားတွေရဲ့တရှိမှုကိုပါစကလုံးတုံးနှုံနဲ့အမှုရာတွေနဲ့ဆောင်ကားထားကြပါပြည်သူတွေပေးတဲ့နာမည်နဲ့အောင်မြင်လာပြီးပြည်သူလူထုကိုကျေးဇူးဆက်လိုက်တာဒါလာပရိသတ်ကိုစစ်တာဒါလာပရိသတ်ရဲ့အမှုပညာရှင်တွေမြောက်လိုက်ကိုမထောက်ခံလို့အေးစိတ်နေလဲရပါတယ် ကြောက်ကြောက်နဲ့ရိုက်ရပါတယ်လို့တော့မပြောနဲ့ပြည်သူတွေကဝေဖန်ထားတယ်။စေဆွေခိုင်ဆက်ဆက်အုံပြုတ်ခဲ့အနီလန်တိုင်းအမှုပညာရှင်တွေအားကိုအုံပြုတ်ပြီးရွေးကောက်ပွဲအတွက်ဆွဲဆောင်ခဲ့ပေမဲ့ဒီတစ်ကြိမ်တော့မှန်းချက်နဲ့အနှံ့ထွက်မကိုက်ဘူးလို့ဆိုရမယ်။ဘာကြောင့်လဲဆိုတော့ဒီဇက်ကထွက်လာပြီးချိန်မှာတော်လင်းကာလာအဆကအရှိန်ကောင်းခဲ့တဲ့ point score ဆိုတဲ့စကားလုံးကပြန်လဲရေးပန်းဆလာခင်ကြတာပါ။အဖက်မလို့ကြောင်းလူညီဖို့သူတို့အကောင့်တွေကို follow ဖြုတ်ပါ follow ဖြုတ်ပြီး blog ထားရင်ပိုကောင်းတယ်။ follow ထားပြီးအဖက်မလို့ကို on နေတာကြလဲအဖက်လို့တို့လို့ဖြစ်နေတယ်။ ။စာထဲမှာရေးထားသလိုပဲကွန်မန့်မှာလည်းစကားထဲမှာပါဝင်တဲ့အနုပညာရှင်တွေ page တွေကိုလည်းစုစည်းဖော်ပြထားပြီး and follow blog စသဖြင့်ပြုလုပ်ဖို့တိုက်တွန်းနေ။နီးပညာအားကောင်းတဲ့အရင်ခေတ်ကာလမှာစေကောင်းစီရဲ့ဝါရဖြန့်နေမှုဝါရကကြိုးတက်မှုရှင်ကောင်းရှင်နိုင်မဲ့ဒီနေ့ခေတ်မှာတော့မရတော့ဘူး။ စစ်ကောင်စီကပြည်သူတွေပေါ်ကြမ်းဖက်မှုတွေကျူးလွန်တာကပြောစကားအနေနဲ့သာမဟုတ်ဘဲမြေပြင်မှာအမှန်တကယ်ကျူးလွန်နေကြောင်းသက်သေအတည်ကြနေပါစစ်ကောင်စီကသူတို့ရဲ့လက်အောက်ကစစ်ကောင်စီတပ်သားတွေကိုကတ်တက်ချက်တင်နဲ့လှုံ့ဆော်ထားကြအောင်ဖြစ်မှန်နေကိုမသိရဖြစ်နိုင်ပေမဲ့ဒီစကားမှာပေါင်းရင်သူတွေကတော့ဤပညာနဲ့မစိမ့်သူတွေဖြစ်သလိုဆိုရှယ်မီဒီယာအသုံးပြုပြီးငွေငွေရှာသူတွေပါနေတိုးနဲ့ကျူလေးရဆိုရင်စစ်ဘေးတပ်ကိုအရင်ကတည်းကခန်းစားနေရရခိုင်လူမျိုးတွေပါဒါပေမဲ့လည်းဒီဇက်ကားမှာနေတိုးကလူငယ်တွေရဲ့ယက်တီချက်တွေကိုပုံဖြတ်ခဲ့တယ်လို့ကျူလေးကလည်းစီဒီအန်ဆီယမ်မော်ရယ်လှုပ်ဆောင်ချက်တွေကိုပြည့်ပြုတ်ခဲ့တယ် မြင့်မြတ်ရဲ့ဘော်ဒါရင်းစီးဖြစ်တဲ့ယုံလေးက2020ရွေးကောက်ပွဲမတိုင်ခင်ကာလကလေးကဒေါန်ဆန်းဆိုကျင်တဲ့ဖြစ်သူဆုံရကိုစစ်တပ်ရဲ့ထောက်ပံ့မှုနဲ့အမှုပညာအမိကန်မျိုးစစ်ဗီဒီယိုရိုက်ပြီးတွေ့တိုးဆန်းခဲ့တာပါစစ်ကောင်စီကအခုဆိုရင်တော့သူတို့ရဲ့ဖိနှိပ်မှုအကြောင်းတိန်းချောင်းနေမြန်မာနိုင်ငံသားရဲ့အများစုရဲ့အထိုင်းနိုင်ငံကိုပါအမှုပညာအမိကန်ပြီးလှုပ်ရှားမှုတွေပြုလုပ်လာတယ် အနည်းဆုံးဥပမာနဲ့ဒီရက်မှာမြန်မာလောက်သားအများဆုံးနေထိုင်တဲ့မဟာချိုင်လူနေရာမှာစစ်ကောင်စီကောင်းဆောင်ရဲ့တမိနဲ့အလုံလောက်သူတွေထုတ်လုပ်ထားတဲ့ပြောတန်စကားကိုယုံတင်နေရပါရှုံးတရုံနဲ့မဟုတ်ဘူးဒီစကားထဲမှာပေါင်းတရုပ်ဆောင်ထားတဲ့နေဝင်ခင်ဝင်းဝါတို့ကိုခေါ်လာပြီးပြည်သက်တင်တဲ့တွဲဆောင်ပွဲပြုလုပ်ပေးနေတယ်ဒီလိုကိစ္စရဲ့ကြောင့်တော်လိုင်းအင်အားစုတွေဘက်ကလည်းနေကြော်လှရှာလာပြည်ရင်ကအမှုပညာရှင်တွေကိုသဘိမ့်မဖို့တိုက်တွန်းလိုဆောင်နေပါတယ် တရက်ထဲမှာဘိုင်းကော့ကိစ္စနဲ့ပတ်သက်ပြီးဇက်တိုက်ဖို့ပြနေတာကဘိုင်းကော့နဲ့ပတ်သက်ပြီးပြည်သူတွေတွေးရတော့မှဆိုတာကြောင့်လို့ fake news check community ဘာမှကပြောရင်ဒေါ်လန်နဲ့ပညာရှင်စိန်သေးကလည်းပြည်သူချင်းကပီးတင်မယ်ပြည်သူမုန်းရင် ပြတ်သုံးစေရမယ်လို့စစ်ကောင်စီဝါရဖြန့်စက်ကားပေါ်မှာမှတ်ချက်ပေးပါတယ်နောက်ဆက်အပင်ကြားအတွက်သူပင်ကျေးဇူးတင်ရှိပါရှင်